ဆိုရင်စစ်တပ်နဲ့စစ်ပွဲဖြစ်ပွားနေတဲ့စစ်ပွဲဟာအဆုံးမသက်သေးကြောင်းအရန်တပ်ဖွဲ့ RSF ခေါင်းဆောင်မိုဟာမက်ဟန်တန်တာဂလိုကမတ်လ30ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ဆိုရင်စစ်တပ်ဟာခါတိုမျိုးတော်ကိုထိန်းချုပ်ထားတဲ့ RSF တပ်ဖွဲ့ဝင်တွေအားမျိုးတော်တွင်မှာမောက်ထုတ်ခဲ့ပြီးနောက်တာဂလိုရဲ့ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။နှစ်နှစ်ကြာဖြစ်ပွားနေတဲ့ဆိုရင်စစ်ပွဲအတွင်းပြီးခဲ့တဲ့တရင်ဘက်ကစစ်တပ်ဟာအသာစီးရလာခဲ့ပြီးခါတိုမျိုးတော်ရဲ့နေရာဒေသအများစုကိုထိန်းချုပ်ထားတဲ့ RSF တပ်ဖွဲ့ဝင်တွေအားမောက်ထုတ်နိုင်ခဲ့ပါတယ်။ ဂလိုကတော့သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့သတင်းပတ်ကခါတုံမြို့တော်မှာစုခွာခဲ့ရပြီးစစ်တပ်ကအသာစီးရခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့တပ်ဖွဲ့တွေခါတုံကပြန်စုခဲ့ရပြီးအွန်ဒါမန်မြို့မှာခန်းစစ်ထိုင်ခဲ့ရတယ်ဆိုတာဟုတ်ပါတယ်။ဒါကခေါင်းဆောင်တွေရဲ့သဘောဆန္ဒတွေနဲ့အတူချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ဒါဂလိုကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ခါတုံမြို့တော်ကိုအခုထက်ပိုပြီးအင်အားပြင်းထန်တဲ့ပုံစံနဲ့ပြန်လည်ဝင်ရောက်မယ်လို့သူကကတိပြုပြောကြားခဲ့ပါတယ်။ဆူဒန်စစ်တပ်ဟာမတ်လ29ရက်ကြီးမားတဲ့စစ်ကမ်းတစ်ခုရှိတဲ့အွန်ဒါမန် န်မျိုးရဲ့အကြီးကဈေးတစ်ခုကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဆူဒန်စစ်တပ်ရဲ့အကြီးအကဲ Everdel Father Everhan ကတော့ RSF နဲ့ပြန်လည်ပေါင်းစည်မယ်မဟုတ်ကြောင်းပြောကြားခဲ့ပြီး RSF ကိုအပိသက်ချေမှုန်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဆူဒန်စစ်တပ်နဲ့ RSF အကြားအရက်ဘက်အုပ်ချုပ်ရေးအတွက်ပြင်ဆင်မှုတွေပြုလုပ်ရမှာအာဏာလွန်ဆွဲမှုဖြစ်ပွားခဲ့ပြီးနောက်စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။